အစ္စလာမုအလိကုမ်ဝရဟမတူလာဟီဝဘရကာတူယနေ့ခေတ်ကြီး1446ခုဇူလ်ကာအီဒါလ9ရက်ခရစ်နှစ်2025ခုနှစ်မေလ4ရက်နေ့တနင်္ဂနွေနေ့မှာ5မိနစ်တည်းအောင်ခြင်းခေတ်ရဲ့တင်ကန်းစာအမှတ်စဉ်996ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒေါက်တာအဒမ်ရှာကာဝီယဒပြုစုတဲ့ရာစာအီလ်မင်နယ်ကုရ်အန်ကျမ်းမှာဖော်ပြထားတယ်အာယတ်တော်ဖလောလာအန်နဟူကာနမင်နယ်မုဆဘီဟင် လလဘီဆာဖီဝတ်တနီဟီအီလာယောမီယူဘာအသုန်ဟာဇတ်ယူနုစ်အလိုင်စလမ်နဲ့ပတ်သက်ပြီးတော့အလောရှိမက်ကအမိန့်ရှိတဲ့သူဟာတဲ့ငါရဲ့ဝမ်ဘိုက်ထဲကိုရောက်ပြီးတဲ့နောက်မှာလဲအလောရှိမက်ကိုဒရိယာတတ်တာနေခဲ့တယ်တကယ်လို့သာသူဟာအဲ့လိုဒရိယာတတ်တာမှုတွေမလုပ်ဘူးအလတ်ရဲ့တန်ပြန်စင်ကြဲချောင်းကိုမမြှို့ဟနိုင်ဘူးဆိုရင်တဲ့ကီယာမတ်နေ့အထိသူဟာငါရဲ့ဝမ်ဘိုက်ကြီးထဲမှာပဲနေထိုင်ရမှာဖြစ်ပါတယ်အလောရှိမက်ကိုချောင်းလဲနေတဲ့အချိန်မှာဒရိယာတတ်တာချင်း ီလိုပဲအလောင်းရှိမြတ်ကိုခက်ခဲနေတဲ့အချိန်မှာတရိယာတတခြင်းနေအလုံးဟာအကျိုးဖြစ်စေပါတယ်အလောင်းရှိမြတ်ထက်ပိုပြီးတော့မှဂရိတီတော်မူသောသူ မရှိပါဘူးဒါကြောင့်ကျွန်တော်တို့တွေအလတ်ထမ်းမှာကောင်းတဲ့ကောင်းမှုကောင်းရာတွေကိုစုဆောင်ထားဖို့လိုအပ်ပါတယ်တကယ်လို့ကျွန်တော်တို့ဟာဒုက္ခတစ်ခုခုထဲမှာကြာရောက်သွားပြီဆိုရင်လေအလောင်းရှိမြတ်ကိုကျွန်တော်တို့ဟာအီဘာဒတ်တွေလုပ်ပြီးတော့ချောင်းလဲချိန်မှာရောဒုက္ခရဲ့ဖြစ်နေတဲ့အချိန်မှာကိုအလောင်းရှိမြတ်ကိုတရိယာတတနေခြင်းဟာ ျွန်တော်တို့ကိုလွတ်မြောက်စေတဲ့လမ်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကိုစီကိုစီဒုက္ခကိုစီရှိကြပါတယ်။ဘယ်လိုမျိုးဒုက္ခမျိုးနဲ့ပဲရင်ဆိုင်နေရပါစေ။အင်ရှာအလ္လာဟ်အလောရှိမြတ်ကိုဒရိယာတတနေပါ။အလ္လာဟ်ရဲ့တန့်ပြန်စင်ကြယ်ကြောင်းကိုမျိုးဟနေပါ။အဲ့တော့ဒီအာယတ်တော်ထဲမှာဟာဇတ်ယူနုစ်အလိုင်ဆလမ်ကအလ္လာဟ်ရဲ့တန့်ပြန်စင်ကြယ်ကြောင်းကိုမျိုးဟနေတယ်ဆိုတဲ့ဒီတက်စဘီတော်ကလည်းကျွန်တော်တို့အားလုံးသိတဲ့လာအီလာဟာအီလာအန်တာဆူဘာနာကအင်နီကွန်တူမင်အဒ်ဇာလီမင် အဲ့တော့အလောရှိမြတ်မှာတပါတခြားကိုယ်ကိုချင်းခံနိုင်သူမရှိပါဘူးအဲ့တော့အလောရှိမြတ်ဟာတန့်ပြန်တော်မူတဲ့အလတ်ရဲ့တန့်ပြန်စင်ကြယ်အကြောင်းကိုလည်းကျွန်တော်တို့မြှောက်ဟာပါတယ်ကျွန်တော်မျိုးဟာမတရားပြုတဲ့သူတွေကဖြစ်ပါတယ်လို့အလတ်ထံမှာဝင်ချတောင်းပန်တာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုကျွန်တော်တို့ဒီလိုအခြေအနေတွေမှာဒီလိုအကြောင်းအရာလေးတွေဒီလိုဇီကီရော်တွေကိုများမြောင်စွာလုပ်ရမယ်ဆိုတာကိုဒီနေ့ရဲ့သင်ခန်းစာနဲ့ကိုကိုကိုလည်းသတိပေးအားလုံးကိုလည်းမျှဝေလိုက်ပါတယ်အစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူ